Hello အားလုံးပဲမင်္ဂလာပါ Welcome back to English is yours English is yours ကနေပြန်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီချိန်ကတော့တချင်ဖြစ်ဖြစ်ဝင်မဲ့ဖြစ်ပါတယ်ဒီချိန်က Learner's Day အတွက်ဒီ Oxford Dictionary မှာပါတဲ့ vocabulary အုပ်စုလေးတွေကိုမျှဝေနေတယ် Freelance English Language Teacher ဒီချိန်ပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကဒီတစ်ခါမှဆိုလို့ရှိရင်ဘလို့ဝေါဟာရလေးလေးကို learner state အတွက်မျှဝေမလဲဆိုလို့ရှိရင်တော့ အဝတ်အစားပေါ့နော် clothing လို့ခေါ်ရင်ဒီအဝတ်အစားအဝတ်ထည်တဲ့ပတ်သက်တဲ့ဝဟရာတွေကိုမျှဝေမှာဖြစ်ပါတယ်အဲ့တော့ဒီချေရူကဒီအဝတ်ထည်တဲ့ပတ်သက်တဲ့ဝဟရာလေးဒီကိုညဝင်ရခါမှာဆိုလို့ရှိရင်ဒီအဝတ်အစား close ကြီးပဲမဟုတ်ဘဲနဲ့ဒီချေရူကအဝတ်အစားနဲ့ပတ်သက်ပြီးတော့မှဆက်ဆက်ဝင်ရရင် accessories လို့ခေါ်ရင်ဆက်ဆက်ပစ္စည်းတွေနောက်ကကျတော့ဝတ်စားဝတ်တဲ့ခါမှာ blue style နဲ့ဝင်လို့ရှိရဲဆိုရင်ဒီ describing clothes ပေါ့နော်ဝတ်စားစင်ပုံဖော်ပြတဲ့အကြောင်းအရာတွေ clothes ပေါ့နော်ဝတ်စားရီနောက်တစ်ခါကျတော့ shoes လို့ခေါ်တဲ့ဖိနက်အကြောင်းလေးနောက်တစ်ခါကျတော့ဒီဝတ်စားဝတ်တဲ့အခါမှာကိုယ်ကတွေ့ပြီးတော့မှဝတ်တဲ့ဒီ jewelry လို့ခေါ်တဲ့လဝိညာဉ်တနာရီနောက်ဆုံးမှကျတော့ wearing clothes လို့ခေါ်တဲ့ဝတ်စားဝတ်စင်တဲ့အခါမှာဆိုလို့ရှိရင်အာဒီဝတ်စားမှာပါရင်ဥမာကျင်းဒီလိုကျဲဒီပေါ့တို့အိတ်ကတ်တို့အစရှိတဲ့ပြင်ပေါ့နော်ဒီအစိပ်ပိုင်းလေးနဲ့ပတ်သက်တဲ့ဝါဟာရာတွေကိုညဝေးမှာဖြစ်ပါတယ်အဲ့တော့ဒီကျဲဒီတစ်ခေါက်လောက်ထားရင် vocabulary လေးတွေကတော့ 189လုံးရှိပြောင်းမှာဒီချင်တို့ဗီဒီယိုပေါင်းကတော့ပုံ20ကျော်ရှိပါတယ်အဲ့တော့ဒီချင်ကဒီဗီဒီယိုတွေကိုထုံးစံနိုင်မယ်ဒီဘက်မှာနှစ်ချိန်ပေါ့နော်ကျောင်းသာပရိနေနဲ့စနေနေ့တွေမှာတင်ပေးလေးရှိပါတယ်အဲ့တော့ဒီချင်ဒီတစ်ခေါက်တင်မယ်ဗီဒီယိုလေးလေးကိုလည်းစောင့်ပြီးတော့ကြည့်ရှုသွားကြအောင်နော်အဲ့လိုကတော့ဆွဆွပေါင်းဒီအပုံ20ပုံရှိပြီးတော့မှဒီချင်တင်မယ်နေ့တွေကိုဒီဗီဒီယိုရဲ့အောက်မှာပေါ့နော် lesson planner ဆိုပြီးတော့မှဒီချင် time table လေးပေးထားပါတယ် အဲ့တော့ဒီကိုရဲ့ပေါ့နော်ဒီဝေါ်ဟာရာတိုတက်စီဖို့အတွက်ဆိုလို့ရှိရင်ဒီချေဗီဒီယိုတွေကိုအပတ်တိုင်းစောင့်ကြည့်ပြီးတော့မှဒီချေလိုစနစ်တကျနဲ့ vocabulary အုပ်စုလေးတွေကိုလေ့လာသွားမယ်ဆိုလို့ရှိရင်ဒီချေလိုရဲ့ငကိုရှိရဲ့ဝေါ်ဟာရာတွေကပို့ပြီးတော့မှတိုတက်လာပြီးတော့မှ English ကပြောရင်ဟာမှာဆိုလို့ရှိရင်လည်းသူများထပ်ပေါ့နော် vocabulary ကျကျဝေါ်မှာပို့ပြီးတော့မှအသုံးပြုနိုင်မှာဖြစ်ပါရင်အားလုံးပဲထူးထွန်းထက်မြက်တဲ့သူတွေဖြစ်ကြပါစေ။ Bye bye.